ဆိုမာလီယာနိုင်ငံတွေက IS အကြမ်းဖက်အဖွဲ့တွေကိုလေကြောင်းကတိုက်ခိုက်ခဲ့ကြောင်းအမေရိကန်ကသတင်းထုတ်ပြန်ဆိုမာလီယာနိုင်ငံတွေက IS အကြမ်းဖက်အဖွဲ့တွေကိုမေလ25နဲ့29ရက်နေ့တွေကလေကြောင်းကနေတိုက်ခိုက်ခဲ့ကြောင်းအာဖရိကဆိုင်းယားအမေရိကန်စစ်စင်ရေးဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်ဆိုမာလီယာအစိုးရနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပြီးမှ IS အဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အဆိုပါတိုက်ခိုက်မှုတွေမှာအရတားတွေထိခိုက်တာမျိုးမရှိဘဲ IS တပ်ဖွဲ့ဝင်အများပြားတေဆုံးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဆိုမာလီနိုင်ငံထဲမှာအခြေဆိုင်လှုပ်ရှားနေတဲ့ IS အကြမ်းဖက်အဖွဲ့တွေဟာဒေတာအတွင်းအမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့အမေရိကန်အကျိုးစီးပွားကိုချိန်ချောက်နေတဲ့အတွက်တိုက်ခိုက်ရတာလို့ဆိုပါတယ် ဆက်ဆံရေးတွေကိုဆက်လက်လှောက်ဆောင်သွားမှာဖြစ်ပေမဲ့အသေးစိတ်သတင်းထုတ်ပြန်မှာမဟုတ်ကြောင်းလဲအာဖရိကဆိုင်ရာအမေရိကန်ဆက်ဆံရေးဌာနချုပ်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်